မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ဆွေးနွေးမှုတွေကိုပြန်စကြအောင်ဟုတ်ကဲ့မင်္ဂလာပါဒီနေ့တော့ဓမ္မဟောင်းကျမ်းထဲကနေဟမီမတ်စာ အခန်းကြီး၄ကိုအာယုံစိုက်ပြီးကြည့်ကြပါပါကျွန်တော်တို့စီမံ The Wise Believers အဖွဲ့ကပြုစုထားတဲ့ chapter တချို့လည်းရှိပါတယ်อืมနေဟမီအခန်းကြီး၄ဆိုတာကယေရုရှလင်မြို့ကိုပြန်တည်ဆောက်တဲ့အချိန်ကြုံရတဲ့အတိုက်ခံတွေပေါ့နော်ဟုတ်ပါတယ်အဲ့ဒီဂျူးလူမျိုးတွေမျိုးရိုးပြန်ဆောက်တဲ့အခါရင်ဆိုင်ရတဲ့အခက်အခဲတွေ အတိုက်ခံနေပြီးတော့အဲ့ဓာတွေကိုသူတို့ဘလို့မြတ်တွန့်ပြန်ခဲ့ကြတယ်လဲဆိုတာကိုပေါ့อืมဒါကိုကျွန်တော်တို့ဒီနေ့နည်းနည်းလေးစိတ်စိတ်ဖက်ဆက်ခွဲချမ်းစိတ်ဖြာကြည့်ရင်လည်းလက်တွေ့ဘဝအတွက်ပါယူလို့ရမယ့်အတွေးမြင်လေးတွေသင်ခန်းစာလေးလေးထုတ်ကြည့်ချင်တာပါဟုတ်ကဲ့အခန်းကြီးလေးကတကယ့်ကိုအဲစိတ်လို့ရှားစရာကောင်းတဲ့အပိုင်းလို့ပြောလို့ရတယ်မြို့ရိုးတိဆောက်ရေးကကောင်းကောင်းလေးအရှင်ရနေပြီဟုတ်အဲ့ဒီချိန်ကျမှပဲအနီးနားရန်တီတွေကတော်တော်လေး ပြင်းပြင်းထန်ထန်ဆန့်ကျင်လာတာကိုတွေ့ရတာอืมဒီနေ့ကျမတို့အဓိကကြည့်သောမှာကအချက်၃ချက်လောက်ရှိမယ်ထင်တယ်ပထမတစ်ခုကအဲ့ဒီရန်သူတွေတုံးတဲ့အမ်စိတ်ပိုင်းဆိုင်ရာဖိအားပေးမှုကောဟုတ်ကဲ့ဒုတိယကတော့အဲ့ဒီဖိအားကိုနေမိတော့ဘယ်လိုတုံးပြန်ခဲလဲယုံကြည်ခြင်းနဲ့လက်တွေ့ကြမှုဘယ်လိုပေါင်းဆက်သွားလဲဆိုတာอืมနောက်ဆုံးတစ်ချက်ကတော့အန်ဒီရဲ့ကပိုပြီးတကယ်ဖြစ်လာတဲ့အခါမှာသူတို့ဘလို့လုံခြုံရင်းနဲ့အလို့ကိုဟန်ချက်ညီအောင်လုပ်ခဲ့လဲဆိုရဲနီးဗျူဟာတွေပေါ့။ဟွန်းစိတ်ဝင်စားစရာတွေရှိပဲเนาะ ကောင်းပြီဒါဆိုပထမဆုံးချက်ရန်သူတွေရဲ့အဲ့ဒီစိတ်ပိုင်းဆိုင်ရာဖြီးအားပေးမှုအဓိကရန်သူတမ်ပါလတ်သူကဘလို့စတုံးပြန်လာလဲသူကမင်းမင်းချင်းဒေါ်သာထွက်တာပဲဟုတ်ကဲ့ဒေါ်သာထွက်ပြီးတော့လောင်းတာသူစကလုံးနေရာတကောအာပြင်းတယ်နော်အာမရှိတော့ထိုယူတာလူတို့ဒီအဘဲဆိုပြူကြမီနီဆိုပြီးစလာပဲอืมကိုကိုခိုင်ခန့်စေမယ်လို့ရစ်ပူစောမယ်လို့တနေ့ချစ်တွင်လက်ဆက်တယ်မယ်လို့ဆိုပြီးသူတို့လုပ်နေတဲ့လောက်ခုရောရည်ရွယ်ချက်ကိုပါမေးခွန်းထုတ်တယ် ဟုတ်ပါတယ်နောက်ဆုံးကျွမ်းလောင်တော်ကြောက်တို့ကိုအမိတ်ပုံများတဲ့ကထုတ်ရင်ပြုတ်ပြင်မယ်လို့ဆိုတာကတော့တော်တော်လေး ဟိုနှိမ်ချပြီးပြောတာနော်အတိအကျပဲသူစကားလုံးတွေကတမင်တကာရွေးထားတာဒါကရုပ်ပိုင်းဆိုင်ရာမတိုက်ခင်မှာတုံးတဲ့အမ်စိတ်သက်စစ်စင်ရေးလိုမျိုးပဲဟွန်းစိတ်သက်စစ်စင်ရေးဟုတ်တယ်ယူတယ်ရဲ့ကိုကိုကိုယုံကြည်မှုကိုချူးနှိမ်ဖို့သူတို့လုပ်နေတာကအလကားပဲအောင်မြင်မှာမဟုတ်ဘူးလို့ခံစားရအောင်လုပ်တာဟုတ်ဟုတ်အာမရှိသောယူရလူဆိုတာကသူတို့အင်အားနည်းတာကိုဖိုးထုတ်ပြတာတနေ့တည်းနဲ့လက်ဆက်မလားဆိုတာကဒီလောက်ကြီးတဲ့အလုပ်ကိုမင်းတို့နဲ့ဖြစ်မှာမဟုတ်ဘူးလို့လောင်တာလေဟုတ်ပါအဲ့ကျွမ်းလောင်သောကြောက်ဆိုတာကလည်း ျက်စီးနေတဲ့အီယာကနေဘာမှပြန်ဖြစ်လာမှာမဟုတ်ဘူးလို့တဲတဲ့ရောက်ပြောတာဒီစကားတွေအလုံးကအလုံးလုံးနေတဲ့လူတွေရဲ့စိတ်ဓာတ်ကိုတိုက်ရိုက်ကြသွားစေနိုင်တယ်ဟုတ်ပါတမ်ဘာလက်တယောက်ကျဲလည်းမဟုတ်ဘူးနော် သူ့ဘော်ဒါအာမုံမြို့သားတိုးပြီးသူကလည်းဝင်ပြီးတော့ပို့ဆိုးအောင်လောင်းသေးတယ်ဟွန်းတိုးပြီးကပို့ဆိုးတယ်သူကဘာပြောလဲဆိုတော့သူတို့တီတော့ကြောက်ရိုးကိုတော်ခွေးထိခိုက်ရင် ပြိုလဲလိမ့်မိတယ်ဒါကြတော့အေးသွေးကိုပါစော်ကားလိုက်တာမှန်ပါတယ် တော်ခွေးလေးတကောင်ခုံလိုက်ယုံနဲ့ပြိုမဲဆိုတော့သူတို့အလောက်ကဘလောက်အားနေတယ်လဲဘလောက်တန်ဖိုးမရှိတယ်လဲဆိုတာကိုပြောချင်တာอืมဒီလိုစကားမျိုးတွေသာအလုပ်လုပ်နေတဲ့လူတွေကြားတဲ့ရောက်သွားရင်တော့ဟိုးတတော်စိတ်ကြကြစီရပဲတကယ်ပဲဒီလိုစကားလုံးတွေနောက်ခွဲကအထက်ကရည်ရွယ်ချက်ကဂျူးရီရဲ့စိတ်ထဲမှာတန်ရာမျိုးစိတ်လေးချပေးလိုက်တာဟုတ်ငါတို့တကယ်ရောလုံနိုင်ပါမလားငါတို့လုံနေတာတွေကတကယ်အသွေးတွေရောရှိရလားဆိုတဲ့အသွေးတွေဝင်လာအောင်ပေါ့ อืมဒါကအကြောက်တရားတွေစိတ်တက်ကြတာတွေဖြစ်လာပြီးနောက်ဆုံးတော့အလုတ်ကိုရက်သွားအောင်ကြံစည်းတဲ့အဲစိတ်ပိုင်းဆိုင်ငံတိုက်ပွဲတစ်ခုပဲဟုတ်ရုပ်ပိုင်းတိုက်တာချက်တောင်းဆိုးနိုင်တယ်နော်ဆိုးနိုင်တယ်ဒီလိုချင်းနေမှာခေါင်းဆောင်တယောက်ရဲ့အခန်းခဏာကပေါ်ရေးကြည့်လာပြီးနေအမီကဒီလောင်မြောင်မှုတွေကိုကြားတော့ဘလို့တုံးပြန်ခဲ့လဲဒါကတကယ်စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့သူကတောထထွက်ပြီးပြန်អော်ရလည်းမဟုတ်ဘူးစိတ်တက်ကြပြီးထိုင်နေတာလည်းမဟုတ်ဘူး ပထမဆုံးထုတ်လုပ်လိုက်တာကဖျားစီတန်းသွားတာဟုတ်တယ်ဖျားတခင်စီချက်ချင်းဆူတောက်တာသူ့ဆူတောက်ချက်တာလည်းပွင့်လင်းတယ်။အိုကျွန်တော်တို့ဤဖျားတခင်ကျွန်တော်တို့ဒီမထီးမမြင်ပြုခြင်းကိုခံရပါ၏နားထောင်တော်မူပါသူတို့ပြုသောကရဲ့ချင်းကိုသူတို့ခေါင်းပေါ်သို့ရောက်စေတော်မူပါဆိုပြီးတော့ပေါ့ဟွန်းဒါကနေဟမီရဲ့ခေါင်းဆောင်မှုဖုန်ဆောင်ကိုပြနေတာ။သူကကြက်တဲကျုံရင်ပထမဆုံးဘသူ့ကိုအားကိုးလဲဆိုရင်ရှင်းရှင်းလင်းလင်းပြလိုက်တာပဲ။မှန်ပါတယ်။ လူနဲ့လူဟန်နဲ့လူဒေါသနဲ့ချက်ချင်းမတုံ့ပြန်ဘူးအခြေအနေကိုထိန်းချုပ်နိုင်တဲ့အမြင့်ဆုံးပုံကိုစီအပ်လိုက်တာဟုတ်ဒါကသူ့ရဲ့ယုံကြည်ခြင်းခိုင်မာတာကိုပြယုံတင်မကဘူးလေသူနောက်လိုက်တွေကိုလည်းဒီလိုအခြေအနေမှာဘလို့ရှုမိရမယ်ဘသူကိုအားကိုးရမယ်ဆိုတာကိုတွဲဝိုက်ပြီးလမ်းပြလိုက်တယ်လို့ပဲဒါပြည့်နေဟမ်မီကဆူတောင်းပြီးတော့ဒီအတိုင်းကြည့်နေခဲ့သလားဆိုတော့အဲ့လိုလည်းမဟုတ်ပြန်ဘူးမဟုတ်ဘူးဟုတ်တယ်ကျန်းစာမှာဆက်ရေးထားတာက တို့ရတွင်ငါတို့သည်မျိုးရိုးကိုတီလို့၍လူအပေါင်းတို့သည်ကြိုးစားအားထုတ်သောစိတ်ရှိသည်ဖြစ်၍မျိုးရိုးရှိသည်များသည်တဝက်မြသောအမြင့်တန်ရောင်ဆက်မိလည်းရှိတဲ့။အင်းအလောကဆက်သွားနေတာ။ဆိုတော့ဆူတောင်းတာကတပိုင်းလက်တွေ့မှာလူတွေကိုစုစည်းပြီးအလုတ်ကိုဇွဲနဲ့ဆက်လုပ်တာကတပိုင်းဒီအချက်ကတော်တော်ရေးကြီးတဲ့တန်ခမ်းစာတစ်ခုပဲနော်။ယုံကြည်ခြင်းနဲ့လက်တွေ့လှုပ်ဆောင်မှု။ အဲ့နှခုဟန်ချက်နေဖို့အဲ့ဒါတကယ်အဓိကအချက်ပဲနီဟီမီရဲ့ပုံစံကဖះကိုအားကိုးတယ်ဆိုတာကိုယ်တိုင်ဘာမှမလုပ်ဘဲထိုင်ဆောင်နေရမယ်လို့မဆိုလို့ဘူးဆိုတာပြတာဟုတ်တယ်ဟုတ်တယ်စူတောင်းချင်းကလမ်းညုံမှုတွေခွန်အားတွေမှန်ကန်တဲ့စီတဘောဓာတွေပေးတယ်ဒါပေမဲ့အုတ်ခဲတွေ ကိုတလုံးချင်းတဲရစီရတာကတော့လူတွေရဲ့လက်တွေ့စူးစမ်းမှုပဲအင်း နေဟိမိကဒီနှစ်ခုကိုပေါင်းသွားတာအတက်ခံနေကြောင်းအာယုန်နေတော့မသွားဘူးသူ့လူတွေကိုစိတ်တက်တက်အောင်လုပ်တယ်ပြီးတော့မူလရီမန်းချက်အဲမျိုးရိုးတိဆောက်ရေးကိုပဲဆက်အာယုန်ဆိုင်နိုင်အောင်ဥဆောင်သွားတယ်ဟုတ်ကဲ့ဒီလိုခေါင်းဆောင်မှုမျိုးကအချက်အတဲကာလမှာတကယ်တန်ဖိုးရှိတယ်။ဒါကို um ယုံကြည်မှုခြေခံတဲ့လက်တွေ့ကျမှု faith based pragmatism လို့ပြောလို့ရမလားပဲ။ကောင်းလိုက်တဲ့အတုံးလုံးဒါပေမဲ့ဇလန်ကအိမ်မှာရပ်မသွားဘူးနော်။မရပ်ဘူး။ရန်သူတွေက ကျူးတဲ့စိတ်သက်မကြပဲအလုတ်ဆက်လုံးနေတာမြင်တော့ပို့ပြီးတော့ဟိုဒေါတာတွေထွက်လာတယ်ဟုတ်တယ်ပို့တင်းမှလာတယ်ဒီတစ်ခါလာလောင်ယုံမဟုတ်တော့ဘူးတမ်ဘာလတ်တော်ဘီအရဗီအမုန်ဒီအဇုတ်ဒီအခုံပေါင်းပြီးတော့ယေရုရှလင်ကိုတတ်တိုက်ဖို့ဟွန်းတကယ်လက်နက်ကင်တိုက်ဖို့ကြံစီလာတာဟုတ်တယ်မျိုးရိုးစောက်တာကိုအနောက်ရှက်ပေးဖို့ရှုတ်ဝဲကြံစီရတော့ ီတရင်ကဂျူးလေးစီရောက်သွားတော့သူတို့တက်တော်လေးကြောက်သွားကြတယ်။ဟုတ်ပါတယ်။ဒီအဆင့်ကျတော့ချင်းချောက်မှုကပို့ပြီးတော့တီးကြလာပြီးလက်တွေ့ကြလာပြီးအရင်ကစကလုံးနဲ့စိတ်တက်ကိုတိုက်တာလေ။ဟွန်းအခုကတကယ်ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအသက်အန္တရာယ်ဖွင့်လာနိုင်တဲ့အခြေအနေရောက်လာတာဂျူးလူမျိုးတွေကြောက်သွားတာကသဘာဝကျပါတယ်။ဟုတ်ကဲ့။သူတို့ကစစ်သားတွေမဟုတ်ဘူးလေ။မြို့ရိုးဆောင်နေတဲ့တာမန်လူတွေ ဒီလိုအသက်အန္တရာယ်နဲ့ရင်ဆိုင်ရတော့ကြောက်တာမဆက်ပါဘူး။ဒါပေမဲ့ဒီလိုအရေးကြီးတဲ့ချိန်မှာပဲနေဟီမီရဲ့ဥဆောင်မှုကထပ်ပြီးတော့အဆုံးဖြတ်ဖြစ်သွားတယ်။နေမီကလူတွေကြောက်နေတာမြင်တော့ဘလို့တုံ့ပြန်လဲ။သူ့အရင်ဆုံးလက်တွေ့ရကြကြအစီအမံလုပ်တယ်နော်။ဟုတ်တယ်။ချက်ချင်းပဲ။ထို့သောဖြစ်၍ငါဒီသားလက်မြို့ရုံနောက်နေတော်နေတာတို့၌လူမျိုးစုအလိုက်သားလန်လေးလက်နက်များကိုကင်ဆယ်၍လူတို့ကိုထားလေ၏။ ဆိုပြီးကကွယ်ရေးကိုချက်ချင်းပြင်ဆင်တယ်။อืมအားနေတဲ့နေရာတွေကိုဦးစားပေးပြီးကကွယ်ရေးချတယ်။ပြွတ်မှလူတွေကိုကြည့်ပြီးအားပေးစကားပြောတာ။သူစကားကတကယ်အားရှိစေတယ်။ရန်သူတို့ကိုမကြောက်ကြနဲ့။ကြီးမြတ်၍ကြောက်မှဖွယ်ထက်တော်မူသောထာဝရဘုရားကိုအောက်မေ့ကြလော့။อืมဘုရားကိုယင်းအောက်မေ့ခိုင်းနေ။ဟုတ်တယ်။ပြိုမညီကိုသားမအရာအထုတိုက်ကြလောတဲ့ဒီစကားမှာစိတ်နှပိုင်းဆိုင်ရာပြင်းစင်မှုရောဘာအတွက်တိုက်နေရတယ်လဲဆိုတဲ့လက်တွေ့ရည်မှန်းချက်ရောနှစ်ခုလုံးပါနေတယ် မှန်ပါတယ်။နေရမီရအားပေးစသားမှာအပိုင်းနှစ်ပိုင်းပါတယ်။ပထမပိုင်းကသူတို့ရဲ့ကြောက်စိတ်ကိုဘယ်လိုကင်တွယ်မလဲဆိုတာ။ဟမ်။ရန်သူကိုမကြည့်နဲ့။ဖျားတခင်ကိုကြည့်။ဖျားရဲ့တောင်ကိုကိုအောင်းမေ့ပါဆိုပြီးအာယုံကိုပြောင်းပေးလိုက်တာ။ဟွန်းအာယုံပြောင်းပေးတာ။ဒုတိယပိုင်းကတော့သူတို့ဘာတွေရက်တည်နေတာလဲ။ဘာတွေတိုက်နေတာလဲဆိုတော့ရေးရချက်ကိုပြန်ပြီးခိုင်မအောင်လုပ်ပေးတာ။ညီကိုတာသမီဇနီးအင်ညာတို့တိုက်ကြဆိုပြီးသူရဲ့အကားအကွယ်ပေးခြင်းတဲ့စိတ် တောင်တီးစိတ်ကိုနိုးဆော့ပေးလိုက်တာဟုတ်ကဲ့ဒါကကြောက်စိတ်ညမှာရဲဆွမ်းတက်တီနဲ့တောင်တီးစိတ်ကိုအစားထိုးပေးလိုက်တာပဲစိတ်ပိုင်းဆိုင်ရာခန္ဓာငွေတိဆောက်ပြီးတဲ့အကောင်းလုံးနမူနာတစ်ခုပေါ့အဲ့ဒီနောက်သူချမှတ်လိုက်တဲ့လက်တွေ့ကာကွယ်ရေးစီမံချက်ကတကယ်ကိုအားကိုးစရာပဲဟုတ်ပဲနော်ငါလူတဝက်တို့စီအလုတ်လုတ်ကြဤတဝက်တို့စီလန်တိုင်းလွာလီးစတန်ချက်အန်ဂျီများကိုဂင်ကြဤတဲ့လူတဝက်အလုတ်လုတ်တဝက်ကာကွယ်ရေးလို့ဟင်ချင်ညောလို့တော့ရဲ့ ဒါတည်းမသိဘူးအလုတ်လုတ်တဲ့လူတွေကိုယ်တိုင်ကလည်းဝင်းကိုထမ်းသောသူအပေါင်းတို့သည်လက်တစ်ဖက်နဲ့အလုတ်လုတ်ရဲ့လက်တစ်ဖက်နဲ့လက်နက်ကိုကင်ကြဤတဲ့ဟမ်ဒီလုတ်တော်သူတို့သည်ခားနိုင်သားကိုခြီလက်ဒီလုတ်ကြဤဆိုတော့မင်းအောင်ကြီးလိုက်ရင်ပေါတူးပေါင်ရင်အုတ်စီးရင်ခားမဓာကခြီထားပြီတာလက်တစ်ဖက်ကလက်နက်အသင့်တော်တော်လေးတင်းမာတဲ့အချိန်ဒီမှာလုံနေရတာနော်ဒါသူတို့ရဲ့ရင်ဆိုင်နေရတဲ့အန်တရဲဘလောက်ကြီးတယ်လဲဆိုတော့ရောသူတို့ရဲ့ဇွဲလုံလာကဘလောက်ကောင်းတယ်လဲဆိုတော့ကပြောက်နေတာ ဟုတ်ပါဒီနည်းပြောကိုကျွန်မကတော့တတိနဲ့လုပ်ငန်းခွင် vigilant workplace လို့နာမည်ပေးခြင်းတယ်ဟင်းတတိနဲ့လုပ်ငန်းခွင်ဟုတ်ကဲ့သူတို့ကအလောက်တာဝင်ကိုလည်းလက်မလွတ်ဘူးတချိန်တည်းမှာကောက်ကွယ်ရေးအတွက်လည်းအမြင်အသင့်အနေထားမှာရှိနေတယ်ဟုတ်ကဲ့တာကတော်တော်စိတ်ဖိစီးစရာကောင်းနိုင်ပေမဲ့သူတို့ရဲ့ရည်မှန်းချက်ကိုအဆုံးထိရောက်ဖို့အတွက်တော့မရှိမဖြစ်လိုအပ်ခဲ့တာပေါ့ဟင်းဒီပုံစံကကျွန်မတို့ကိုလည်းသင်ခန်းစာတစ်ခုပေးနေသလိုပဲဘဝမှာကိုယ့်အဓိကအလုပ်တီးရည်မှန်းချက်တီး ်မျိုးရိုးဆောက်ချင်းကိုလုံနေရင်နဲ့တစ်ဖက်ကလည်းကိုကိုတိုက်ခိုက်လာနိုင်တဲ့အရာတွေအဲအတွင်းစီတကြလူတွေအပြင်ကအတိုက်ခံတွေကိုကာကွယ်ဖို့ဝင်းကြီးရဲကလက်နက်ကိုကင်ထားဖို့နှိုးချနေဖို့လိုတယ်ဆိုတဲ့သဘောမျိုးမှန်ပါတယ်ဒါကိုလက်တွေ့ကြပေါ်နှိုးချမှုလို့ပြောလို့ရမလားဟုတ်ကဲ့အဲ့လိုဆိုနိုင်ပါတယ်ဒါဆိုရင်ဒီခန်းကြီးလေးတစ်ခုလုံးကနေကျွန်တော်တို့လက်တွေ့ဘွားအတွက် ထုတ်ယူလို့ရမယ့်အဓိကထိုးထွင်းအမြင်၃ခုလောက်ကိုဖျံချုပ်ကြည့်အောင်ပထမတစ်ခုကဘာဖြစ်မလဲအမ်ပထမတစ်ခုကတော့စိတ်တက်စစ်စင်ရေးကိုကြံ့ကြံ့ခံနိုင်ရင်းပေါ့ဟုတ်ကဲ့လောင်ပြောင်မှုတွေကိုကြံ့ကြံ့ခံတာဟုတ်တယ်တန်ပါလာနဲ့တော့ပြီးတော့ရဲ့လောင်ပြောင်မှုတွေလိုမျိုးပေါ့ဒီနေ့ခေတ်မှာလည်းပုံစံအမျိုးမျိုးနဲ့ကြုံရနိုင်နေလေဆိုရှယ်မီဒီယာကဝေဖန်တာတွေအလုပ်ထဲကအဆိုးမြင့်စိတ်တွေကိုစူးစမ်းမှုကိုအတိအမှတ်မပြူတာတွေอืม အများကြီးပဲနေဟင်မီလိုပဲဒီလိုစကလုံးလက်နက်ဤကိုကိုယ့်ရဲ့ရီမန်းချက်ကိုဖျက်ဆီးဖို့ခွင့်မပေးပဲကိုယ်တံပိုးကိုယ်လုံရက်ကဖျားတခင်ရှင်မှာမှန်တယ်လို့ယုံကြည်ပြီးဆက်လျှောက်ဖို့လိုတယ်ဆိုတဲ့သင်ခန်းစာပေါ့ဟုတ်ပါတယ်တပထမချက်ဒုတိယသင်ခန်းစာလားတော့ဒုတိယကတော့ခုနကပြောခဲ့တဲ့ယုံကြည်ခြင်းနဲ့လက်တွေ့ကြမှုပေါင်းဆက်ခြင်းပါပဲอืมဆူတောင်းတာရောလက်တွေ့လုပ်တာရောဟုတ်တယ် ဖះကိုအာကိုဆူတောင်းတာကအခြေခံပဲဒါပေမဲ့ကိုဘကလည်းလိုတင်တာတွေကိုအကောင်းဆုံးစ조사စီစဉ်ရမယ်နိဟိမိကဆူတောင်းလို့လို့ပဲကင်သမားတွေလည်းခြားတယ်အလို့သမားတွေကိုလည်းအားပေးတယ်ဒါကဖះလုတ်ပေးမှာပဲဆိုပြီးထိုင်ဆောင်နေတာမျိုးမဟုတ်ဘူးဖះပေးထားတဲ့ညံခွန်အားအစွမ်းအားဆိုတွေကိုတုံးပြီးတက်တက်ကြွကြွပါဝင်လှုပ်ဆောင်ရမယ်ဆိုတာပဲဒါကို active faith in action လို့ခေါ်နိုင်မယ်ဟုတ်တယ်တတိယအချက်ကတော့ တတိယအချက်ကတော့အဲ့ဒီညတာတော့နိုးကြမှုပဲအလုတ်တစ်ဖက်လက်နဲ့တစ်ဖက်ဆိုတာလားဟုတ်တယ်အဲ့ဒီပုံရိပ်ကနေယူတာဘဝမှာကျမတို့ရဲ့နေစဉ်အလုတ်တွေတာဝန်ရှိတယ်လို့ပဲကိုယ့်ရဲ့ယုံကြည်ခြင်းကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုကာကွယ်စောင့်ရှောက်ဖို့လဲအမြဲတည်းတတိရှိနေဖို့နိုးကြနေဖို့လိုတယ်ဆိုတာကိုတတိပေးနေတယ်လို့ပဲဟုတ်ကဲ့ကိုယ့်ရဲ့ဝိညာဉ်ကြီးရတန်ချက်အင်ကြီးပေါ့အေးအဲ့ဒါကိုအမြဲဝတ်ထားဖို့ယုံကြည်ခြင်းတိုင်းလွားကိုအမြဲကင်ထားဖို့လိုတယ်ဆိုတဲ့အသည့် ဒါမှအလုံးလုံးနေရင်မထင်မှတ်ပဲတိုက်ခိုက်မှုတွေဝင်လာရင်ကြံ့ကြံ့ခံနိုင်မှာဒီဟန်ချက်ညီမှုကဒီခစ်ဘဝဖိအားတွေကြမှာပိုလို့တော့အရေးကြီးလာတဲ့ဟုတ်ပါတယ်တေချာပါတယ်ဒီအချက်၃ချက်စိတ်တက်စစ်စင်ကြီးကိုကြံ့ကြံ့ခံတာယုံကြည်ခြင်းနဲ့လက်တွေ့ကြမှုကိုပေါင်းဆက်တာမြားရတဲ့နိုးကြောင်မှုရှိတာဒါတွေဟာလွန်ခဲ့တဲ့ညစ်ပေါင်းများစွာကဂျေရုဆလင်မှာအသုံးဝင်ခဲ့လို့ပဲဒီနေ့ကျမတို့ရဲ့ကိုပိုင်မျိုးရိုးတွေကိုတိဆောက်တဲ့အခါမှာလည်းအသုံးဝင်နေသေးပဲอืมကိုပိုင်မျိုးရိုး ဟုတ်တယ်အဲ့တော့ကအလုံးအကင်ဖြစ်ဖြစ်မိသားစုဖြစ်ဖြစ်ယုံကြည်ခြင်းဖြစ်ဖြစ်ပေါ့ဘယ်နေရာမှာမဆိုအသုံးဝင်နေဆဲဖြစ်တဲ့အချိန်မရွေးတံပိုးရှိတဲ့နီးပြူဟာတဲ့အတွေးခေါတွေပါပဲဆိုတော့နေဟမီမဆာအခန်းကြီးလေးဆိုတာတမိုင်းမတန်တက်တက်မဟုတ်တော့ဘူးဟုတ်အချက်အတဲကြခေါင်းဆောင်မှုနဲ့ကြံ့ခိုင်မှုအတွက်လက်တွေ့လမ်းညွန်ချက်တွေပေးနေတဲ့အရင်းမြစ်ကြီးတစ်ခုဖြစ်နေတာကောင်းပါပြီဒီနေ့ကျွန်တော်တို့နေဟမီမဆာအခန်းကြီးလေးကို The Wise Believers ရဲ့လေ့လာချက်တွေနဲ့အတူ တော်တော်လေးစုံစုံလင်လင်ဆွေးနွေးဖြစ်ခဲ့ကြတယ်ဟုတ်ကဲ့အဓိကပြန်ချုပ်ခိုင်းရင်ရန်သူတွေရဲ့လောင်ပြောင်မှုအဲစိတ်သက်စစ်စင်ကြီးပေါ့အင်းအဲ့ဒါကိုနေဟမီကပရိယကိုဘ ਹੁ ဖြူတဲ့ဆူတောင်းချင်းနဲ့လက်တွေ့ကျတဲ့စီယုံမှုနဲ့ဘလို့တုံပြန်ခဲ့လေဟုတ်ကဲ့နောက်ပြီးအတက်အန်တွေရဲ့ချင်းချုံမှုအထိဖက်လာချင်းမှာအလုံးနဲ့ကာကွယ်ရေးကိုဟန်ချက်ညီညီဘလို့လှုပ်ဆောင်ပါလေဆိုတဲ့ထူးခြားတဲ့နီးပြူဟာတွေဒါတွေကိုကျွန်တော်တို့ထက်ထဝင်းဝင်းလေ့လာခဲ့ကြတာပါ ဟုတ်ကဲ့အဆုံးသတ်အနေနဲ့နားထောင်နေသူတွေကိုစဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ်ဟုတ်ကဲ့နေမီနဲ့ဂျူးလူမျိုးနေဟာအပြင်ကတိုက်ခိုက်မှုရော အတွင်းကကြောက်စိတ်ကိုပါရင်ဆိုင်နေရတဲ့အလုံးခက်ခဲတဲ့အခြေအနေကနေသူတို့ရဲ့အဓိကရည်မှန်းချက်အဲ့ဒါကမျိုးရိုးတိဆောက်ခြင်းပေါ့အင်းအဲ့ဒါကိုပြီးမြောက်အောင်အာယုံဆိုင်နိုင်ခဲ့ကြတယ် ျမတို့ရဲ့လက်ရှိဘဝတွေမှာလဲကိုယ့်ကိုအာယုံလွဲစေရရတယ်စိတ်တက်ကြစေတဲ့အတိုက်ခိုက်တွေကိုယ့်ရင်မှချက်တွေကိုလန်းလွဲသွားစေနိုင်တဲ့အခြေအနေတွေအမျိုးမျိုးကြုံရနိုင်တယ်လေမှန်ပါတယ်ဒီလိုအခြေအနေမျိုးမှာကိုယ့်အတွက်တကယ်အရေးကြီးတဲ့မြို့ရိုးပေါ့ကိုယ့်ရဲ့ရင်မှချက်တာဝန်ယုံကြည်ချက်အပေါ်မှာနေမိလို့လို့ဘလို့ပြန်ပြီးအာယုံဆိုင်မလဲဟုတ်ဘလို့အာယုံဆိုင်မလဲဒီနေ့ဆွေးနွေးခဲ့တဲ့ယုံကြည်ခြင်းကိုလက်တွေ့ကျင့်သုံးမှု စုတောင်းခြင်းနဲ့လှုပ်ဆောင်ခြင်းဟန်ချက်ညီမှု၊နိုးကြမှုနဲ့ဇွဲလုံးလဆိုတဲ့အရေတွေးတွေကိုကိုယ့်ရဲ့မျိုးရိုးတည်ဆောက်ခြင်းလုံလန်းလီမှာဘလို့လက်တွေ့အထုံးချနိုင်မလဲဆိုတော့ကိုဆက်ပြီးတွေးခေါ်ဆင်ခြင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ကောင်းလိုက်တဲ့အတွေးလေးပါပဲ။ဒီနေ့ဒီဆွေးနွေးမှုမှာအတူတကွပါဝင်နားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။နောက်ထစ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါအောင်မယ်။